ဘာဘာပဲလုပ်လို့ကျွန်တော်မထည့်လို့မရအောင်ဘယ်တော့တော့ရဲ့ဒီစင်းဒီစင်းကကျွန်တော်ရဲ့ Mr. Peace ပဲ Master Peace ဆိုတော့ Master Peace ဖြစ်တာရဲ့ကျွန်တော်ဒီဒီချင်းကြောင့်လူတစ်လုံးသူတစ်လုံးဖြစ်တယ်လို့လည်းဟိုပြောရမမနိုင်အဲ့တော့အဲ့ဒီချင်းလေးကိုကျွန်တော်ကဘယ်တော့တော့ဘယ်နေရာရောက်ရောက်အဲ့ဒီချင်းဆိုပြရအောင် one man show မှာလဲကျွန်တော်အဲ့ဒီရှင်းဆိုတော့အောက်ကလူကတော့ကျွန်တော်တို့ကချင်းစာသာမေးအောက်ကလူတွေကအကုန်ရတယ်ဆိုတော့အဲ့လိုတွေကအမတ်တွေကပျော်စရာလဲကောင်းတယ်အဲ့ဒီကဆိုရတာလဲ ကိုငငယ်ရ vibe ကိုပြန်ရသေးတယ်ဒိုဒီစာရေးနာလေမာဘေးကျွန်တော်အရွယ်ကြီးနဲ့ကျွန်တော်တချင်းနေအများကြီးလှုပ်လို့ဟာကျွန်ကျင်းတယ်နောက်59နှစ်လောက်ပဲလှုပ်လို့ရအသက်60နားကတ်သွားရင်လှုပ်လို့မရဘူး42ဆိုကျွန်တော်ကျင်းတယ်နောက်59နှစ်လောက်လှုပ်ပြီးသွားရင်ကျွန်တော်ဟိုနေရပေးရမှာပဲလေဒီနေ့ရဆုံးတော့ကျွန်တော်ပုံမှန်ပြောခဲ့တဲ့တပည့်တချင်းကျွန်တော်ဆယ်ဘုတ်တိတိပေါ့နော်ကျွန်တော် လေဝိသင်ဒီမားဆိုပြီးကျွန်တော်လုပ်ထားတယ်ခုနပုတ်လောက်ကပြိသက်တီပီးသားတချင်းတွေပဲအဲနောက်သုံးပုတ်ကတော့ကျွန်တော်ထွက်ပြီးသားတချင်းကိုပဲကျွန်တော်ကြိုက်လို့ဆိုပြီးတော့ကျွန်တော်ကဟိုဘန် version နဲ့ကျွန်တော်ပြန်လုပ်ဖြစ်တာပေါ့ဟုတ်ပြိသက်နဲ့ရင်းနှီးပြတဲ့ချင်းတွေဟုတ်တယ်ဟိုမှာရုပ်ကျွန်တော်ချင်းကိုပိုင်ချင်းရုပ်သေးရုပ်တို့အဲကျွန်တော်နဲ့ကိုရဲလေးနဲ့ဒုနေရအောင်တို့အဲကျွန်တော်ညီမအိချစ်ကိုရေးပေးထားတဲ့ကျွေးလင်းတော်မေတို့အာဒီချမ်းမြောင်ချုံနဲ့အပွားကိုကျွန်တော်ရေးပေးထားတဲ့ငွေသက်များတို့ဟိုဘီ never give up တို့ အဲနောက်ပြီးကျွန်တော်တချင်းပဲရှီတို့နောက်ဆုံးတို့နောက်ပြီးနာခံမဲ့လူအဲ့လိုဒါဒီတချင်းကဘာဘာပဲလုပ်လို့ကျွန်တော်မထည့်လို့မရဘူးဘယ်တော့တော့ဒီတချင်းဒီတချင်းကကျွန်တော်ရဲ့ Mr. Peace ပဲ Master Peace ဆိုတော့ Master Peace ဖြစ်တာရဲ့ကျွန်တော်ဒီတချင်းကြောင့်လူတစ်လုံးသူတစ်လုံးဖြစ်တယ်လို့လည်းဟိုပြောရမမနိုင်အဲ့တော့အဲ့ဒီတချင်းလေးကိုကျွန်တော်ကဘယ်တော့တော့ဘယ်နေရာရောက်ရောက်အဲ့ဒီချင်းဆိုပြရတော့ဟုတ်ဒါကျွန်တော်ဆိုတာတွဲသိတဲ့တချင်းဆိုတော့ကျွန်တော်လဘေးလဘေးတင်တေးများအခုလောက်တော့လဲဒီတချင်းကမပါမဖြစ်ပါဘူးဟုတ်ကျွန်တော်ချင်းနေတယ်ဘာကြောင့်ပြောဆို အဲ့ဒီအချိန်ကအရေးမှာကိုမြင့်မြတ်တို့ဘာလို့ရုပ်ရှင်တွေဘာမှဗီဒီယိုဇာတ်လမ်းတွေမှာလည်းတစ်ခါတော့ပါဘူးလေ။ဟိုတုန်းကပေါ့နော်2017 17နှစ်လောက်ကအဲတိတ်တော်မမှတ်မိတော့ဘူး။အခုကလက်တော့ဟိုဟိုထက်ရန်ရိုက်တဲ့ကားလေးမှာသူက driver သုံးကျင်တယ်ပေါ့နော်။သူကဟိုကဟိုတချင်းနေနဲ့လုပ်တဲ့ဇက်ဝင်ဟိုဇာတ်လမ်းတွဲလေးဆိုတော့လေ။ရုပ်ရှင်ဇက်ဟိုကသုံးကျင်တယ်ဆိုတော့ကျွန်တော်ကပထမစဉ်းစားသေးတယ်။ပြေးတယ်မပြေးဘူး။ဒါပေမဲ့ကျွန်တော်တစ်ခုပဲတွေးလိုက်တယ်။အာဘာမှမာနတွေဘာမှမရှိတော့ကျွန်တော်အွယ်ရတယ်။ဟိုစိတ်ပေါ့ပါထားရမယ်အွယ်ဖြစ်သွားတော့ ဟာဆိုပလေးတွေ teenage တွေကလေးတွေသိတယ်ကွာဆိုပြီးတော့အဲပြေးဆိုလိုက်တာ I go okay nagame rengen ko ne bibene jose ya kabla me ta ya ali me ka so na ပြောတယ်ဟိုနေ့ကသူ့ one man show မှာလဲကျွန်တော်အဲ့ဒီချင်းဆိုတော့အောက်ကလူကတော့ကျွန်တော်တို့ကချင်းစာသာမေးအောက်ကလူတွေကကိုရတယ်ဆိုတော့အဲ့လိုတွေကအမတ်တွေကပျော်စရာလဲကောင်းတယ်အဲ့ဒီကဆိုရတာလဲကိုငငယ်ရ vibe ကိုပြန်ရသေးတယ်ပေါ့ အဓိကတော့အခါအလင်းသိရင်တော့တချင်းပွဲဆိုမယ်ပေါ့ဒီလောက်ပါပဲအများကြီးတော့ကျွန်တော်ဘလိုကြီးအရင်ကလိုမျိုးအများကြီးမတွေးတာတော့လေဘဝကိုပို့ဘဘပျော်ပျော်ရွှင်ရွှင်နဲ့ကျွန်တော်တို့ဟိုဒူတိုင်းမှာဟိုလေဟိုအချင်းကန့်တက်ရှိအောင်ကိုရည်ရွယ်ချက်လေးတွေကိုလုပ်မယ်ကိုဝါသနာပါတွေလုပ်မယ်ဟိုဟို life က gap ရှိအောင်ကျွန်တော်အသက်ရွယ်ဟုတ်ကူကျွန်မပိုတိရဲ့အသက်ဟိုအသက်42ဆိုတော့40နှစ်ဆိုရဲအရွယ်မှာဟောငါနောက်နောက်လောက်ရမယ့် ကြံရှိနေ live ကိုပေါ့ပွားပြောရွှင်မဲဖြတ်တမ်းမယ်ဆိုရယ်စိတ်အကျွန်내အများကြီးထမ်းဖို့တာမရှိတော့ဟိုဟာကြီးရမှာဟိုဟာကြီးလှုပ်ဖြစ်ချင်မှာဟိုအဲ့လိုမရှိတော့ပေါ့ပွားရတော့ပြိတ္တတွေအခုချိန်ဒီကိုတခြင်းတွေကိုတည်နေတဲ့အပေါ်မှာဘယ်တော့မှနောက်ပြီးတော့ပြိတ္တကိုတခြင်းတကယ်ဆိုပြကျင်တာပါအခုလဲမီဒီယာညီကောင်မောင်တို့ကြီးကြားပါလိမ့်မယ်ကျွန်တော်ကတခြင်းကိုတကယ်ဆိုတာပါဟိုဟန်လှုပ်ပြီးဆိုတာမျိုးမဟုတ်ပါဘူးတခြင်းကိုတကယ်ကိုတက်လို့တကယ်ကိုလေ့လာပြီးတော့ဟိုလေ့ကျင့်ပြီးတော့ကျွန်တော်ကတခြင်းဆိုတာပါ ဟုတ်ဘူးနော်အဲ့တော့ကျွန်တော်တကယ်တချင်းဆိုတတ်လို့တချင်းဆိုတာဖြစ်တဲ့ကြောင့်ကျွန်တော်ပြိသက်တွေကိုတချင်းနေအများကြီးဆိုပြချင်ပါသေးတယ်ကျွန်တော်အရွယ်ကြီးနဲ့ကျွန်တော်တချင်းနေအများကြီးလှုပ်လို့ကကျွန်ကျင်းတယ်နောက်15နှစ်လောက်ပဲလှုပ်လို့ရတယ်အသက်60နှစ်ကတ်သွားရင်လှုပ်လို့မရဘူး42ဆိုကျွန်တော်ကျင်းတယ်နောက်15နှစ်လောက်လှုပ်ပြီးသွားရင်ကျွန်တော်ဟိုနေရပေးရမှာပဲလေအငယ်ကိုကျွန်တော်အခုလက်ခံတယ်ကျွန်တော်လူငယ်တွေလူငယ်တွေဟိုပွဲတွေမှာစိုးနေတယ်တချင်းနေပေါ့နေကျွန်တော်လက်ခံတယ်ကျွန်တော်လည်းနားထောင်တယ်ဒါသူခေသူ့အချိန်ကျွန်တော်တို့ခေကျွန်တော်တို့အချိန်ပါလေကျွန်တော်တို့စိုးခဲ့တယ်ရှင်ဖန်ပြီးခဲ့တယ် ခုကျွန်တော်တို့အရွယ်အရွယ်ကြံသေးတဲ့အချိန်မှာလူလက်ပိုင်းအချိန်မှာလည်းကျွန်တော်တို့ကတချင်းကိုပဲလို့ပေါ့နော် qualify ဖြစ်ပြီးတော့ရင်ထဲမှာရောက်သွားတယ်မှာတချင်းမျိုးကျွန်တော်တို့ကထပ်ဖန်တီးရမှာကျွန်တော်တောင်းတယ်ဘယ်လိုလုပ်ရမလဲ audio ကခုညနေ9:00နာရီရတော့မှကျွန်တော် audio music application တွေမှာတက်ပြီး melo flow အဲတော့ spotify apple amazon အဲ music app တွေမှာတက်ပြီးကျွန်내ဟိုဟိုဟာကြာတော့ကျွန်တော်ရုပ်내ဟိုဟာကြာတော့ကျွန်တော်၈နာရီခုည၈နာရီခွဲမှာတက်